တားဖြစ်တဲ့သူကဖောက်ပြန်သွားလို့မှချွေးမဖြစ်တဲ့သူကစိတ်တည်ဆင်းရဲနေပါဆိုတော့သူကသူကမီးလောင်ရလေးပင့်မိုးရဲ့အမေကတက်တယ်ပဲအဲ့တော့တားလေးရောက်မွေးထားတာအလုံးမမင်္ဂလာပါမိုးရဲ့ channel လေးကကျွတ်စလိုက်ပါတယ်မိုးခုတဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ဒီဗီဒီယိုလေးပေါ့နော်ဗီဒီယိုတည်းမှာဆိုလို့ရှိရင်နော်ဒီအမကရောက်ခမတွေဘလောက်ထိစိုးလဲဆိုတာကိုပြပြလာပေါ့နော်ဗီဒီယိုတည်းမှာဆိုလို့ရှိရင်နော်ပြည့်စုံပါပါလေကြည့်တယ်မြို့တယ်လည်းဘဟုတရာသင်္ကန်းစာရအောင်လို့ပြန်လဲမြှောက်လဲတယ်ဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်တချို့ရောက်ခမတွေရှိရည်သီလား ူတို့တမိမှမိန်ကလေးလို့ထင်တာကိုသားနဲ့ရထားတဲ့မိန်မကြတော့မိန်ကလေးလို့မထင်ဘူးကိုသားနဲ့ရထားတဲ့မိန်မကြတော့ထောင်ကြကြပြကြကြရင်ဆိုင်နိုင်ရမှာယောက်ျားနဲ့လိုက်ပြီးတော့တူတူအဲဒိုးတူတောင်ကရုံးခံရမှာသူတို့တမိကြတော့ဘလို့ပြောလဲသူတို့တမိလေးကငငယ်လေးကနေကဒီလိုလေးမလုံနိုင်ဘူးသူတို့တမိဖောက်ပြန်ခံရရင်ကြတော့သူတို့မှရင်ထုမနာရင်ထုမနာအဲသူတို့သားကဖောက်ပြန်သွားရင်တော့မှသူတို့ကပါပေးတဲ့ယောက်မှရှားတယ်ရှိတော့ရှိပါတယ်ရှားတယ် မပါဘူးပဲနဲ့သူကမှအိမ်မှုကိစ္စမနိုင်နာသူကမှယောက်ျားကိုအိမ်မှာညင်အောင်မထားတတ်တာတားဖြစ်တဲ့သူကဖောက်ပြန်သွားလို့မှချွေးမဖြစ်တဲ့သူကစိတ်တည်စင်းရနေပါကြသူကသူကမီးလောင်ရလေးပင့်မီးလောင်ရလမ်းလေးပင့်တချို့ရောက်ခမလေးပြောပါမီးလောင်ရလေးပင့်မီးလောင်ရလေးပင့်ပြီးတော့ကြသူတို့သမီးကြတော့သူကဖူးဖူးမှုတ်တာသူများသားသမီးကြတော့ဖောက်ပြန်ခံရုံမကလို့ကလေးတွဲလောင်းနဲ့ဒုက္ခရောက်နေရောက်နေသူတို့ကအသက်ကယူမဆိုင်ကြအောင်အာရဲစခန်းမှာအမှုဖွင့်တဲ့ဒီနေ့အမှုဖွင့်တဲ့ဟာလေးတခုပေါ့နော်အဲ့ဒီလိုပဲ ရဲစခန်းမှာရောက်ခမဘယ်လိုပြောလဲဆိုတော့ဒါကတဲ့သူသားပြင်မောင်းတယ်သူသားချုပ်ထဲမှာနော်သူသားကတလင်တမားနဲ့တက်တဲ့အထောက်ထားခိုင်ခိုင်လုံလုံနဲ့အချုပ်ထဲကိုရောက်နေပြီဒီနေ့မှထည့်တာအဲ့ဒါကို तू ကသူသားပြင်မဟုတ်ဘူးသူသားကိုအိမ်မှာကောင်းကောင်းမွန်မွန်စိတ်ချမ်းသာအောင်မထားလို့သူသားကအပြစ်မှာအပျော်ရှာရတဲ့အတွက်ရဲတွေကိုဒီဟာကိုမဖမ်းတယ်လို့သူပြောချင်တာသူကပြောချင်တာရဲတွေကအဲ့လိုပြောတာအမအန်တီလို့အဲ့ဒီစကားတွေလို့ အန်နီလိုအဲ့ဒီဇာတ်ကားတွေကိုကိုအိမ်ပြန်ပြီးပဲသွားပြောလို့ yes ကမှဒီလိုမျိုးတွေလာပြောလို့မရဘူးလေအန်နီသာဒီလိုဒီလိုတွေဖောက်ပြန်ထားတယ်အထောက်ထားဆုံဆုံလုံးနဲ့ဖမ်းတာဖြစ်တဲ့အတွက်အန်နီဒီကောင်မလေးကိုဘာမှပြောလို့မရဘူးပြောပိုင်ကိုလည်းမရှိဘူးဒီကောင်မလေးကအသေးပြောင်းမှုနဲ့အန်နီကိုတရားပြန်ဆွဲလို့ရတယ်နော်လို့အန်နီတော်ရုံကန်ရုံပဲကောင်းတယ်လို့အဲ့လိုမျိုးရောက်ခမတွေရှိတယ်ဒါတော့ကန်ပေါ့နော်တို့ပြောကြလဲရောက်ခမကန်ကားတားကောင်းတယ်တချို့ကကြတော့လေကိုယ့်ရဲ့တားဖြစ်သူကဖောက်ပြန်ထားတော့ရောက်ခမကိုတမိလေးလို့သဘောထားတဲ့ လင်ကံမကောင်းပေမဲ့ရောက်ခမကံကောင်းတဲ့လူလည်းရှိတယ်။တချို့ညီမလေးတွေတချို့မားလေးကြတဲ့လင်ကံလည်းမကောင်းရောက်ခမကံလည်းမကောင်းအနိုင်ကျင့်ကျင်တဲ့ရောက်ခမတွေလည်းရှိတယ်။ဒီနေ့ကြုံရရတဲ့ဟာတာလေးတခုပြောပြတာပါနော်။ရောက်ခမတွေကချွေးမကိုတမီးအရင်လေးလိုပဲချစ်တာကိုတမီးလေးလိုပဲချစ်တာဆိုလို့ရှိရင်ယုံရတယ်။အမိုးကတော့မယုံဘူး။ဘာဖြစ်လို့လဲဆိုတော့အမိုးရဲ့အမေကတက်သေးပဲ။အဲသူကသားလေးယောက်မွေးထားတာ။တမီးက၂ယောက်။အဲ့တော့အမိုးက तू သူ့ရဲ့ချွေးမတွေကိုလေအမိုးလားအမိုးကိုချစ်တယ်လားမချစ်ဘူးဆိုတော့အမိုးကသိထားပြီးသားဟုတ်ပြီနော်ခံစားလို့ရတယ်ကွယ်အဲနောက်ပြီးတော့မှအမိုးကိုယ်တိုင်လည်းယောက်ျားယူထားတယ်အဲအမိုးရဲ့ယောက်ခမသူ့သမီးတွေလားအမိုးကိုမချစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ခံစားလို့ရတယ်အာသမီးလေးလို့ပဲချစ်တာချွေးမကိုဆိုတဲ့သူတွေကအမိုးထင်ရတလောက်ကတော့သူ့မှာသားပဲရှိလို့မို့လို့သူသမီးလိုချင်နေတဲ့အချိန်မှာချွေးမလေးရသွားတဲ့အခါမှာ သူ့သမီးလေးလိုပဲချစ်တာလို့အမေကတော့အဲထင်တာပေါ့နော်အဲ့တော့အခုကြည်နေတဲ့သူတွေရောဘလိုမျိုးခံစားမိလဲခံစားချက်တွေတူကြလားပေါ့ဟုတ်ပြီနော်ပျော်ပေပျော်ပေဆမရှင်နဲ့သူ့မှာမိန်းမလေးမိန်းမရှိရလို့လည်းပြောပါတယ်ဒါပေမဲ့အဲ့ဒီမိန်းမနဲ့ကမပေါင်းဘူး꽌နေတယ်လို့ပြောပြီးညီမကိုချီးဆိုပါတယ်ညီမနဲ့နှစ်နှစ်ကျော်လောက်လင်မယားလို့ပေါင်းတဲ့နေထိုင်ပြီးမှတဲ့သူ့မယားကအိမ်မော်ပြန်တက်လာတော့အဲ့ဒီမိန်းမကိုသူက အပြန်ပေါင်းမယ်တဲ့ဆိုတော့တမီးကနင့်နာသူလားအာနင့်နာသူလားမင်းငယ်လားရှင်နဲ့မေးပုံလေးကတနာစရာလေးနော်တမီးရဲ့နင့်နာသူပေါ့တမီးပြောတဲ့ကိစ္စအမှန်တမီးကိုသူချီရေးဆိုခဲ့စင်ကသူကလူလို့ပါကိုင်းနေပါရဲ့လို့ပြောခဲ့ရလဲအမှန်အော်ဆိုလို့ရှိရင်တော့တမီးကလုံးဝနင့်နာသူပါအဲ့တော့တမီးကဘာလုပ်လို့ရလဲဆိုရင်တလင်တမီးဥရိပုံမှာစက်ခွန်နဲ့ဒီကောင်အောင်အမှုဖွင့်လို့ရပါတယ် အမှုဖွင့်ချက်ချင်းအမှုဖွင့်သွားရင်လည်းချက်ချင်းချုပ်ထဲရောက်ပါတယ်။စောက်ထဲမှာပြည့်တန်10နှစ်ပါပါတယ်။10နှစ်မကြသည့်တိုင်အောင်အနည်းဆုံး3-4နှစ်တော့ကြာပါတယ်။အဲ့တော့သမီးအမှုဖွင့်လိုက်ပါ။အဲ့တော့ကျွန်မပြောချင်တာကလေနောက်တစ်ခုကအမျိုးသမီးတွေကိုလေကွဲနေပါတယ်လို့ပြောရင် question စာချုပ်ပြခိုင်း။ကျွန်မအရှိ post တွေမှာရှိရယ်နော်။ question စာချုပ်ပြခိုင်း။ question စာချုပ်မပြနိုင်ရင်အကွဲနေတယ်ဆိုတာမပြောမပြောလာမပြောနဲ့လို့ပြောလိုက် ကွဲနေတာတေးကြရင်လူလွတ်တေးကြရင်အိမ်နောင်ကွဲဒါပေမဲ့အိမ်နောင်နဲ့ကွဲနေတာတေးကြရင် question စာချုပ်ပြအာအရက်တလိရတလိကွဲထားတယ်လို့သိရမလားဟိုခုနှစ်ဖက်ဆွေမျိုးတိကွဲထားတယ်လို့လာမလုံးနဲ့ဥပဒေမှာရက်တလိရတလိကွဲထားတယ်ဆိုတာအခုခင်မှာမရတော့တလင်တများဥတွေပေါ်ရရမရတော့နော်နှစ်ဖက်မိဘတိကွဲထားရပါလာမပြောနဲ့ question စာချုပ်ပြ question စာချုပ်မရှိဘူးလားတေးချ question question မိမှာငါနဲ့ပတ်သက်ဆိုပြီးတော့ ဲ့လိုမျိုးခိုင်ခိုင်မာမာပြောကြပါအရှိမကျွန်မ post တွေအများကြီးတင်ထားတဲ့တင်တာပြုလေအရန်ဦးရတယ်ကိုကိုရိုင်းကလေ main ကလေးဖြစ်နေတယ်လို့လားမသိဘူးအဲ့ main ကလေးတွေနဲ့ကလေးတွေ main ကလေးတွေနဲ့ကလေးတွေဆိုလို့ရှိရင်လေအရန် sensitive ဖြစ်တယ်စိတ်ကလေကိုကိုရိုင်းလည်း main မှာဖြစ်နေရလဲပါဂျန်နာခွဲရတော့မဟုတ်တော့ဖြုတ်မှုတွေထဲမှာအမျိုးသားရတယ်အများကြီးရှိတယ်အဲ့တော့အရင်မအပါနဲ့ကျမတို့မြို့မှာအမျိုးသမီးတွေအရင်မအပါနဲ့တခါလေကြာလို့ရှင့် အလွန်ရင်ထုံနေတဲ့ထုံလွန်းတော့နှုတ်နေတဲ့နော်အဲ့တော့ရမ်းအပါနဲ့ကျဆွဲလိုက်ပါဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကတော့မိသားစုဝင်တွေအချင်းချင်းမတည့်မြတ်တဲ့အခါချွေးမနဲ့ယောက်မနဲ့တော့လကောင်းတမန်နဲ့ယောက်မနဲ့တော့လကောင်းအမွေဆိုင်အိမ်ကြီးထဲမှာအတူတူနေကြတဲ့မိသားစုဝင်တွေအချင်းချင်းတော့လကောင်းမတည့်မြတ်တဲ့အခါမှာတည့်မြတ်သွားအောင်လို့ပြုလုပ်ရတဲ့ရေရာနီးလေးအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်ပြုလို့ရမှာကတော့အဲ့ဒီအိမ်မှာမသိမြတ်ကြတဲ့လူတွေရဲ့အဝတ်တွေပေါ့နော်အပေါ်ဝတ်အောက်ဝတ်တွေကိုကျွန်တော်တို့ဇလုံးတစ်လုံးထဲမှာထည့်ပြီးတော့ရေစိမ်လိုက်ရပါမယ်တညအိတ်ကျွန်တော်တို့ရေစိမ်ထားရပါမယ်အကုန်ရောပြီးတော့စိမ်ထားရပါမယ်အဲ့လိုစိမ်တဲ့နေရာမှာယောက်ျားယောက်ျားချင်းဆိုရင်လည်းကျွန်တော်တို့အပေါ်ဝတ်အောက်ဝတ်ရောစိမ်လို့ရတာပေါ့ပြီးတော့အမနဲ့မောင်နဲ့ဆိုရင်လည်းကျွန်တော်တို့အဝတ်တွေကရောစိမ်လို့အဆင်ပြေသေးတာပေါ့အဲ့ဒီနေရာမှာ ဟိုရောက်ကတိနဲ့ချွေးမနဲ့ဆိုရင်တော့ကျွန်တော်တို့ဟိုထမိန်တွေပါရောစိန်လို့တော့အဆင်မပြေဘူးပေါ့နော်အဲ့ဒီခါအဲ့ဒီခါကြာရင်တော့မိမိတို့အနေနဲ့ဟိုကိုပါတကူညံကုတ်ပြီးတော့အပေါ်ဝက်ကိုပဲစိန်ကြပေါ့စိန်ပေါ့နော်အဲ့တော့အဲ့ဒါလေးကတော့ကိုပေါင်းကိုညံကုတ်ပြီးတော့စဉ်းစားပါအဲ့ဒီဥပစာတွေကိုကျွန်တော်တို့တ냐အိတ်စိန်ထားလိုက်ရပါမယ်အတူရောပြီးတော့နောက်နေ့မနေ့မိုးလင်းတဲ့ခါမှာအဲ့ဒီဝက်တွေကိုကျွန်တော်တို့ဂျိတ်တစ်ခုထဲမှာချိတ်ပြီးတော့အားလုံးကိုရောစုပြီးတော့ချိတ်ပါနော်ထပ်ပြီးတော့ချိတ်ပါဂျိတ်တစ်ခုထဲနဲ့ပဲရအောင်ချိတ်ပါ ချိန်ပြီးတဲ့ခါမှာကျွန်တော်လှမ်းရပါမယ်လှမ်းတဲ့ခါမှာလည်းနေပူမှာမလှမ်းရပါဘူးနေရိပ်ထဲမှာပဲလှမ်းရပါမယ်အရိပ်ထဲမှာပဲလှမ်းပါပြီးတဲ့ခါမှာအဲ့ဒီမတင့်မြတ်တဲ့သူတွေရဲ့ဓာတ်ပုံပေါ့နော်ဓာတ်ပုံဓာတ်ပုံနဲ့ကျွန်တော်တို့ license ဓာတ်ပုံစိုက်လာပွဲထုတ်ပါအသေးပဲလုပ်ပါအဲ့ဒီဓာတ်ပုံတွေကိုရောပြီးတော့မတင့်မြတ်တဲ့သူရဲ့ဓာတ်ပုံတွေကိုရောပြီးတော့ကျွန်တော်တို့ဓာတ်မှန်ပြားထဲမှာထည့်ပြီးတော့လိပ်လိုက်ပါဓာတ်မှန်ပြားကိုလိပ်လိုက်ပါလိပ်ပြီးတဲ့ခါမှာအဲ့ဓာတ်မှန်ပြားကိုကျွန်တော်တို့ဓာတ်ဘူးအသက်တစ်လုံးထဲကိုထည့်ပါ ဓာတ်ဘူးကိုပိတ်ထားလိုက်ပါခရနီယက်တီတီအိုက်ဓာတ်ဘူးကိုပိတ်ထားလိုက်ပါနော်မကြခင်မှာပဲအိမ်မိသားစုဝင်နေမသိမြတ်တဲ့မိသားစုဝင်နေချင်းချင်းပြန်လဲပြီးတော့တင့်မြတ်သွားတာကိုမိတ်ဆွေတို့မြင်တွေ့ရပါလိမ့်မယ်ကြည့်ကျွန်တော်ကတော့ဒီနည်းလေးကိုဒီနည်းမြတ်တာလက်ဆောင်ဝေးမြပေးလိုက်ပါတယ်ကျွန်တော်ကတော့ထိုက်အောင်ရှိန်ဖြစ်ပါတယ်အဘဆရာကြီးမင်းတိန်ခါရဲ့ကန်ဒီတပည့်ရင်တူဖြစ်ပါတယ်ကျွန်တော်ယခုမန္တလေးမှာ59 A 1920ကြားနန်းရှိမှာကျွန်တော်ဘီရင်ခေါ်ပါတယ် ျွန်တော်စီမှာဆက်သွယ်မေးမြန်းကြပါတယ်ဘေးရင်မေးမြန်းကြပါတယ်ဆိုရင်တော့ကျွန်တော်ရဲ့ profile မှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေးကိုတင်ပေးထားပါတယ်ဖုန်းဆက်ပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျာဘောဗီဒီယိုလေးကိုစောင့်နေလဲပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဗီဒီယိုလေးမှဆိုလို့ရှင်နော်ဒီရခမတွေလည်းတကယ်စိုးရတဲ့သူတွေလည်းရှိရပါတော့ကောင်းတဲ့သူတွေလည်းရှိရဒီအမတွေကပေါ့နော်ကိုတစ်ကြောင့်ကလို့ပြပြလာပါတော့တကယ်လေးရရတယ်ဒီရတရားလည်း ရောက်ခမနဲ့ချွေးမမတက်လို့ရှိရင်ရတရချိန်ဖို့လည်းပြပြလာတဲ့ဗီဒီယိုလေးပေါ့နော်ကြည်တယ်မျိုးလည်းဘုဟုထရာတင်ကဆာရအောင်လို့ပြန်လဲမျှောင်းလိုက်တာပဲဖြစ်ပါတယ်။ဝက်ဗီဒီယိုလေးကိုစုံထိလိုက်ပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းမဆက်လီတင်နေဘုဟုထရာရဲ့ဆက်ဗီဒီယိုလေးတွေနဲ့ဟာတာဗီဒီယိုလေးတို့နေ့စဉ်တိုင်းတင်ဆက်ပေးသွားမှာမို့ဝက် channel လေးကို like subscribe နဲ့တော်ပတ်တာစပါရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တာတာ။